ငန်းနေတကွဓမ္မမိတ်ဆွေများအားအနုမောဒနာတရားနေဖြင့်တောင်မြို့မဟာကရယုံစေတော်ဘုရားကြီးရဲ့အနာကက်သာသနာရေးကျမ်းစာထဲမှာဆေတော်ကြီးတက္ကတက္ကမတွေကိုတည်စေခြင်းပြုပြည့်စင်ခြင်းနဲ့အချက်တည်ရှိတယ် တော့ယနေ့ခေတ်မှာဥစဉ်တို့တက္ကရာကမတွေအမှန်တကယ်ပဲတည်တင်တည်ထိုင်ပါတယ်အမှန်တကယ်ပဲပြုပြင်ပြောင်းလဲသင့်ပါတယ်ဒါကြောင့်ဆရာတော်ကြီးကိုပူဇော်တော်အားဖြင့်ကျေးဇူးဆက်တော်အားဖြင့်ဆရာတော်ကြီးရဲ့ကျမ်းစာကိုအနာဂတ်သာသနာရေးတရားတော်ဆိုတဲ့ခေါင်းစဉ်နဲ့ပဲဥစဉ်တို့အပိုင်းလိုက်အပိုင်းလိုက်ခွဲခြားပြီးတော့ ဟောဖို့စဉ်းစားထားပါတယ်ဒီနေ့ခင်မှာလည်းတကယ်လိုအပ်နေတယ်လို့ဥပဇင်းတို့မြင်မိတယ်ပေါ့နော်ဒါကြောင့်ဒီနေ့တရားတော်ကတော့အနာကဲသာသနာရေးတရားတော်အပိုင်း1လို့မှတ်သားကြရမှာဖြစ်တယ်မာဂနုံရှင်တော်ဘုရားကြီးကဆရာကောင်းသမားကောင်းတွေနဲ့ ကြီးပြင်းလာရတဲ့ပုံကုတ်ထူတစ်ပါးဖြစ်တယ်။ပင်တကယ်ကျန်းစာတွေကိုလည်းပဲဖယားရှင်အလိုတော်ကြောက်အောင်သိမြင်တော်မူတဲ့အစဲတော်တစ်ပါးဖြစ်တယ်။ဒါကြောင့်ကိုမြမနိုင်ငံသာသနာတော်ကိုဆရာတော်ကြီးကအားမရအောင်တန်ဃာတော်တွေစာပေသင်ကြားနေတာတွေကိုအမလို့အမရဖြစ်တယ်။တန်ဃာတော်တွေရဲ့ အကျဉ်းစရိုက်တွေကိုအမလို့အမရဖြစ်တယ်တက္ကဒကမတို့ရဲ့ကိုယ်ခွယ်စည်းကမ်းမှုတွေအပေါ်မှာအမလို့အမရဖြစ်တယ်ဒါကြောင့်ဆေတော်ဘုရားကြီးကတက္ကဒကမတွေကိုကြုံတဲ့အခါတိုင်းအခါတိုင်းမှာပြုပြင်ပြောင်းလဲရေးတရားတွေဟောပေးတယ်ကိုเจ้าတိုင်းကတပည့်တန်ဃာတော်တွေကိုလည်းပဲဗုဒ္ဓအလိုတော်ကြဖြစ်နေသမျှဖြစ်အောင်စူးစမ်းပြီးတော့ပြုပြင်ပေးတော်မူတယ် တော့ဆရာတော်ကြီးရဲ့ယင်တဲမှာမြန်မာနိုင်ငံသာသနာတစ်ခုလုံးကိုပြုပြင်ပြောင်းလဲခြင်းတဲ့ဆန္ဒတွေဖြစ်တယ်။အဲ့ဒါကိုစံစာတစ်ခုနဲ့ရေးသားဖော်ထုတ်မယ်ဆိုရင်အများပြည်သူကလက်ခံခြင်းမှလက်ခံနိုင်မယ်ပေါ့နော်။ဆရာရဲ့အယူအဆလမ်းစဉ်ကို လက်ခံနိုင်တဲ့ရဟန်းရှင်တို့ပြိတ္တကအဲ့ဒီကအဲ့ဒီခါကအ ਨੇ စုလောက်ပဲရှိအောင်မယ်ပေါ့လက်မခံနိုင်တဲ့သူတွေကပုံများလိမ့်မယ်ပေါ့နော်ဒါကြောင့်ဆရာတော်ကြီးကသူ့ရင်ထဲမှာရှိနေတဲ့ပြုပြင်ပြောင်းလဲရေးကိစ္စတွေကိုကျန်းစာဖြစ်နေမရေးခဲ့သေးဘူးအစောပိုင်းတုန်းကနောက်ပိုင်းမြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့အခါမှာ အလုံးကတိုင်းပြူပြည်ပြူသာသနာပြူဆိုပြီးတော့ခေါင်းစဉ်တွေနဲ့ပြုပြင်ပြောင်းလဲရေးတွေလှုပ်လာကြတယ်လူတွေဘက်ကတိုင်းပြည်တွေကိုပြုပြင်ပြောင်းလဲဖို့စ조사ကြတယ်အဲ့ဒီချိန်မှာမာကရုံဆရာဘုရားကြီးကသာသနာရေးကိုပါပြုပြင်ပြောင်းလဲစေခြင်းတယ်ညောင်းနိုင်ငံရေးကိုပြောင်းလဲတဲ့အခါမှာသာသနာရေးကိုပါတဘာတည်းပြောင်းစေခြင်းနဲ့အတွက်ကြောင့်ရသော်ဘုရားရဲ့အလိုတော်ကြ မြန်မာနိုင်ငံစာတင်တိုက်တွေရိတ်သားတွေဘာသာရေးအခမ်းအနားတွေကိုပြုပြင်ပြောင်းလဲစေချင်တဲ့အတွက်ကြောင့်အေးအခုချိန်မှာတော့ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်တဲ့စံစာအုပ်တော့လိုနေပြီဆိုတာကိုဆရာတော်ကြီးကမြင်လာတယ်။ဒါပေမဲ့အများစုက လက်ခံနိုင်မှာမဟုတ်ဘူး။အဲ့လိုဆိုရင်ဒီစံစာအုပ်ဒီအကျိုးမဲ့ဖြစ်သွားနိုင်တယ်ပေါ့နော်။လောကကြီးဟာ ကတနုဂတိကောလောကောလို့ဟိတောပရိသကျမ်းထဲမှာပြောတယ်ကတနုဂတိကောလောကောဆိုတာလောကကြီးဆိုတာတဲ့ကတနုဂတိကောဆိုတာရှေးဟောင်းကိုလိုက်လေးရှိတယ်အိန္ဒိယနိုင်ငံမှာဗြဟ္မဏလို့ခေါ်တဲ့ပုံနာတွေကိုကူးကွယ်ကြတယ်တကယ်ကိုပန်တိတ်ကြီးပညာရှိကြီးအနေနဲ့ ရမဏလို့ခေါ်တဲ့ပုံနာတွေကိုကိုးကွယ်ကြတယ်။အိုးလွန်ခဲ့တဲ့နှစ်ပေါင်းမြောက်များစွာကတည်းကကိုးကွယ်ခဲ့ကြတာ။အစဉ်အဆက်ကိုးကွယ်လာခဲ့ကြတာ။တကယ်ဆိုရင်အဲ့ဒီဗြဟ္မဏလို့ခေါ်တဲ့ပုံနာတွေဟာတတ္တဝါတွေကိုတပ်ဖြတ်ပြီးတော့ရစ်ပူစော်လေးရှိကြတယ်လေ။စိတ်တို့တိုးတို့အဲ့လိုအကောင်တွေကိုတပ်ပြီးတော့ရစ်ပူစော်လေးရှိတယ်။ဒါကလည်းလူတွေကကိုးကွယ်ကြတာပဲလေ။ ပြစ်မမြင်ဘူးပေါ့နော်အဲ့ဒီဗြဟ္မဏပန္တိကြီးတွေဟာအကောင်မလောင်တွေကိုတတ်ဖြတ်ပြီးရည်ပူဇော်ပေးမဲ့လူတွေဟာအပြစ်မမြင်ဘူးကတာနုဂတိကောလောကောဆိုတာရှေးဟောင်းကိုလိုက်ကြတယ်ရှေးတုန်းကဒီလိုပဲကိုးကွယ်လာကြတာပဲနေဆိုတဲ့ခေါင်းစဉ်အောက်ထဲမှာပဲထိုးပေါက်တဲ့အမြင်မျိုး မရှိတော့ပဲနဲ့ရှေးဟောင်းလမ်းအတိုင်းပဲဆက်လက်ပြီးတော့ကိုးကွယ်လာခဲ့ကြတယ်ပေါ့ ဒါနုဂတိကောလောကောပြုပြင်လိုတဲ့စိတ်မရှိကြအောင်ပေါ့နော်ပြုပြင်လိုတဲ့စိတ်မရှိကြအောင်အိုးတို့ရဲ့ဘိုးဘွားနေလည်းပဲဒီပန်တိတ်ကြီးတွေကိုဗြဟ္မဏတွေကိုဒီလိုပဲကိုယ်ွယ်ခက်ကြတာပဲလေဆိုတော့ခေါင်းစဉ်အောက်မှာပဲအတွေးခေါ်တဲ့အမြင်သက်တွေမပါတော့ပဲနဲ့ရှေးရုံဟောင်းတိုင်းပဲကိုယ်ွယ်ခက်ကြတယ်ပေါ့ဒီလိုပဲတဲ့ဆရာတော်ကြီးကမြန်မာနိုင်ငံသာသနာတော်လည်းပဲနှစ်ပေါင်းများစွာကြာခဲ့ပြီဆိုတော့အမှားကြာအမှန်ဖြစ်ဆိုတော့တချို့ကိစ္စတွေဟာ အမှန်တခုလိုဖြစ်နေပြီပေါ့နော်အမှားတွေရအဲ့တော့ကြောင့်ဆရာတော်ကြီးရဲ့အနာဂတ်သာသနာရေးတင်ပြချက်တွေကိုပြုပြင်လို့ပြောင်းလဲလို့တဲ့ပုံကအအနေစုလောက်ပဲရှိမှာအဲ့လိုဆိုရင်ဒီကျမ်းစာကနော်အကျိုးမများပဲနေတော့မှာပဲဆိုပြီးဆရာတော်ကြီးကအပိုင်းနှစ်ပိုင်းပိုင်းလိုက်တယ်အကယ်၍ပြုပြင်လို့တဲ့သဘောမရှိတဲ့ပုံကတွေလည်းပဲဒီကျမ်းစာကိုဖတ်ရင်အကျိုးတစ်ခုခုတော့ရှိစေချင်တယ်အဲ့ဆရာတော်ကြီးကတပိုင်းကို စစ်မှန်တဲ့ကိုးကွယ်မှုယုံကြည်မှုတရားတရားဖြစ်အောင်လို့တတ်တာပညာတွေတိုးပေါင်းအောင်ဆိုပြီးတော့အရှိပိုင်းမှာဖယားတရားတန်ခါနဲ့ပတ်သက်တဲ့ယတနာ၃ပါးကို ကြည်ညိုမှုယုံကြည်မှုကိုးကွယ်မှုနဲ့ပတ်သက်ပြီးတော့တပိုင်းပိုင်းထားလိုက်တယ်။နောက်တစ်ပိုင်းကိုကြတော့မြန်မာနိုင်ငံရဲ့ပြုပြင်ရမယ့်အချက်လက်တွေကိုအနာဂတ်သာသနာရေးဆိုတဲ့ခေါင်းစဉ်နဲ့တပိုင်းပိုင်းထားလိုက်တယ်။အဲ့တော့ကျန်းစာအုပ်မှာနှစ်ပိုင်းပါတယ်ပေါ့နော်။ တပိုင်းကတက်တံပညာတိုးပွားဖို့အတွက်ရေးထားတဲ့တပိုင်းတပိုင်းကပြုပြင်ပြောင်းလဲရေးအတွက်ရေးထားတဲ့တပိုင်းအဲ့တော့ပြုပြင်ပြောင်းလဲခြင်းနဲ့ပုံကိုယ်တွေအတွက်လည်းအကျိုးများတယ်လို့တရားပညာရလိုတဲ့ပုံကိုယ်တွေအတွက်လည်းအကျိုးများစေတော့ဆိုပြီးတော့ဆရာတော်ကြီးကအနာဂတ်သာသနာရေးကိုနှစ်ပိုင်းပိုင်းပြီးတော့စီမံထားတယ်ပေါ့အဲကြောင့်ဒီနေ့ငါတော်တာပထမပိုင်းတိုင်းမှာပါတဲ့ဖရာယတနာနဲ့ပတ်သက်ပြီးတော့ဥပဇင်းတို့နာယူမှတ်သားကြရမှာဖြစ်တယ်ပေါ့ မြတ်စွာဘုရားကိုယုံကြည်ကြတယ်တရားတော်ကိုယုံကြည်ကြတယ်တန်ခါတော်ကိုယုံကြည်ကြတယ်ဆိုတဲ့နေရာမှာယုံကြည်ဆိုပြီးတော့မြန်မာတွေပြောကြတာပေါ့နော်ယုံဆိုတဲ့စကားရယ်ကြည်ဆိုတဲ့စကားရယ်နှစ်ပိုင်းပါတယ်ပေါ့ယုံတာရယ်ကြည်တာရယ်အဘိဓမ္မာသဘောနဲ့ပြောမယ်ဆိုလို့ချင်းဒါပဒါပေါ့နော်ပဒါစေတသိက်ပဲဒီတတ္ထာလို့ခေါ်တဲ့စေတသိက်ဒီယုံကြည်မှုလို့ဘာသာပြန်ကြတယ် ဲ့တော့တရားကိုနှမျိုးခွဲလိုက်မှာပေါ့နော်ယုံတဲ့တရားနဲ့ကြည်တဲ့တရားပေါ့ယုံတာရဲ့ကြည်တာရဲ့နှမျိုးခွဲအဲ့ယုံနေဆိုတာဘာကိုယုံတာလဲလို့မေးရင်လွန်ခဲ့တဲ့နှစ်ပေါင်း1500ကျော်ကမြစ်စွာဘုရားရှင်ပေါ်ပွင့်ပေါ်ခဲ့တယ်ဆိုတာကိုယုံတာအမှန်တကယ်ပဲပွင့်ပေါ်ခဲ့တယ်ဆိုတာကိုယုံတာ နော်ယုံတဲ့အပိုင်းမှာလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကအိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသကပိလဘုတ်မှာဒီနေ့ခေတ်တော့နီဘောထဲပါသွားတာပေါ့နော်ဟိုအရင်တုန်းကတော့အိန္ဒိယပေါ့ကပိလဘုတ်မှာတုဒ္ဒနမင်းကြီးနဲ့မေရောမာယာတို့ကနေပြီးတော့မွေးဖွားလာခဲ့တဲ့မင်းသားတစ်ပါးဟာအသက်29နှစ်အရွယ်မှာတောထွက်ပြီး အလွန်ခက်ခဲတဲ့ကျင့်နိုင်ခဲ့တဲ့ဒုက္ခရစရိယအကျင့်တွေကို6နှစ်လောက်ကျင့်ဒါလမ်းမှားပေါ့နော်လမ်းမှားတဲ့အကျင့်တွေကို6နှစ်လောက်ပြန်မှန်းခံပြီးကျင့်ခဲ့ရတယ်ပြီးမှဒီလမ်းမှားနဲ့မဘုံနိဗ္ဗာန်မရနိုင်ဘူးဆိုတာကိုသိလို့မဂ်ကင်7ပါးလမ်းစဉ်ကို ပြန်ပြီး6နှစ်ခဲ့တယ်အဲ့တော့မဂ်ကင်7ပါးလမ်းစဉ်ကို6နှစ်လိုက်တဲ့အခါမှာအဲ့မှာတပိညတဉာဏ်တော်ကိုရရှိတယ်နော်အဲ့ဒါကိုယုံကြည်တယ်မြတ်စွာဘုရားရှင်သည် လွန်ခဲ့တဲ့နှစ်ပေါင်း2500ကအမှန်တကယ်ပွင့်ပေါ်ခဲ့တယ်ဆိုတာကိုယုံတယ်ဒီနေ့ခေတ်မှာလည်းပဲတချို့တမိုင်းပညာရှင်တွေဗုဒ္ဓရဲ့ဟောကြားခဲ့တဲ့ပိဋကတ်တွေကိုဖတ်ရှုပြီးတော့လက်တွေ့အပြင်လည်းပထဝီအနေထားအရသူတေသနာတွေပြုလိုက်တဲ့အခါမှာဟုတ်တယ်လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကဟောဒီနေရာဟောဒီနေရာတွေမှာနော်ကျောင်းတော်ရာတွေရှိတယ်။နော်အာတောကရဲ့ကြောက်စာအမှတ်တရစိတ်တွေရှိတယ်ဆိုတော့ အနာတွေကိုထောက်ဆပြီးတော့တမိုင်းမေချံအခြေတွေကလည်းလက်ခံတယ်ဟုတ်တယ်လွန်ခဲ့တဲ့နှစ်ပေါင်း2500ကလူသားဗုဒ္ဓပေါ်ထွန်းခဲ့တယ်ဆိုတာကိုယုံတယ်ပေါ့အေးကောင်းပြီနောက်တခါအဲ့ဒီဖယားရှင်ဒီပြစီယာမှတ်သမျှကိုအလုံးစုံအကုန်အစင်သိတော်မူတယ်လို့တပိညုတညံတော်ကြီးကိုလည်းယုံတယ်ဖယားဟာတကယ်ပွင့်ခဲ့တယ်ပါဠိလိုဗုဒ္ဓလို့ခေါ်တယ် နော်ပြည့်စရာမှန်သမျှကို အကုန်သိလို့ဗုဒ္ဓဆိုတဲ့အမည်ကိုရတယ်နော်ဗုဒ္ဓဆိုတာပေးခြင်းနိုင်ပေးလို့ရတာမဟုတ်ဘူးခေါ်ခြင်းနိုင်ခေါ်လို့ရတာမဟုတ်ဘူးအလုံးစုံကိုသိတော်မူမြင်တော်မူလို့ဗုဒ္ဓလို့ခေါ်တာအဲ့ဒါကိုလည်းယုံတယ်ပေါ့နော်တို့ရဲ့ဘုရားဗုဒ္ဓဟာပြည့်စရာမှန်သမျှအကုန်အစင်သိတော်မူတယ်နော်ဆင်ရှင်ကြည့်လိုက်မယ်ဆိုအကုန်မြင်တယ်အကုန်သိတယ်ဆိုတာကိုသိတယ်ဒါကိုလည်းယုံတယ်ပေါ့နော် နောက်တကဒိုးမြတ်စွာဘုရားဟာတတ္တဝါတွေအတွက်အလွန်ခက်ခဲနက်နဲတဲ့သစ္စာ၄ပါးတရားတွေပဋိစ္စသမုပ္ပါဒ်တရားတွေကို ဟောကြားတော်မူခဲ့တယ်ဆိုတာကိုလည်းယုံတယ်နော်အဲကြောင့်ဘုရားပွင့်တယ်ဆိုတာကိုလည်းယုံတယ်ဘုရားရှင်ရဲ့တပ္ပညုတဉာဏ်တော်ကြီးကိုလည်းယုံတယ်သစ္စာ၄ပါးတရားပဋိစ္စသမုပ္ပါဒ်တရားတွေကိုလည်းအမှန်တကယ်ပဲလွန်ခဲ့တဲ့2500ကဟောခဲ့တယ်ဆိုတာကိုလည်းယုံတယ်အဲ့ဒါယုံတဲ့တရားတရားပဲပေါ့ မုန်တာဘာသာတွေမှာအဲ့ဒီတရားတရားရှိရမှာဖြစ်တယ်နော်ယုံတဲ့တရားရှိရမှာအများဆုံးအားဖြင့်ကမယောဘလာဗုဒ္ဓဘာသာများတယ်လေမယောဘလာဗုဒ္ဓဘာသာများတယ်ကို့အဖွေတွေအမေတွေကဗုဒ္ဓဘာသာဖြစ်လို့ငွေကလေးကနေနော်ဗုဒ္ဓဘာသာမိဘနှစ်ပါးရဲ့လက်မှာကြီးပြင်းလာတာဆိုတော့မိဘတွေကဥတော်ဆိုရင် သာသမီလည်းဥတော်မိဘတွေကဆုံးလောင်သာသမီကဆုံးလောင်ဒီလိုပုံစံမျိုးနဲ့ကြီးပြင်းလာတာ တခါမှကိုယ်ဘာသာတရားနဲ့ပတ်သက်ပြီးတော့နက်နက်နဲနဲမစင်းစားမိကြတတ်ဘူးပေါ့အလွန်ညံထက်တဲ့သူတွေဝါသနာပါတဲ့သူတွေလောက်ပဲဖျားဆိုတာဘလို့လဲတရားဆိုတာဘလို့လဲတန်ခါဆိုတာဘလို့လဲစူးစမ်းပြီးတော့အဲ့ဒီမှာနော်လေ့လာရင်လေ့လာရင်တည်းမှအမှန်တကယ်ဖျားတရားတန်ခါကိုယုံလာတာလေနော်အေးကောင်းပြီအဲ့ဒါကြောင့်ဆယ်တော်ကြီးကဒီအနာဂတ်သာသနာရေးမှာယုံနေဆိုတာဘာတွေကိုယုံတာလဲလို့ မေကွန်းထုတ်ပြီးတော့ဆရာတော်ကြီးအရှင်းပြထားတာနော်ဖယားပွင့်ခဲ့တယ်ဆိုတော့လည်းယုံတယ်ပြည့်စရာမှန်သမျှအကုန်သိပါတယ်ဆိုတဲ့တပ်ပညာညာတော်ကြီးကိုလည်းယုံတယ်သစ္စာ၄ပါးတရားပရိစ္ဆေသမုပ္ပါဒ်တရားတွေကိုလည်းဟောခဲ့ပါတယ်ဆိုတာကိုယုံတယ်နော်အဲ့ဒါဒီကိုကျော်ရမှာဖြစ်တယ်အေးနောက်တခါကြည်တယ်ဆိုတာဘာပြောတာလဲပေါ့နော်ကြည်တယ်ဆိုတာစိတ်ထဲမှာ ကြည်လင်းနေတာကြည်နူးနေတဲ့ဟာကိုပြောတာကြည်တဲ့တရားတရားပေါ့နော်ဟုတ်တရားတရားမတွေကုသိုလ်ကောင်းမှုတွေလုပ်တယ်လေကုသိုလ်ကောင်းမှုတွေလုပ်တော့စိတ်ထဲမှာကြည်လင်းနေတယ်အဲ့ဒါတရားပဲပေါ့တော့တရားဒီနှစ်မျိုးရှိတယ်လို့မှတ်ပါနော်ယုံတဲ့တရားနဲ့ကြည်တဲ့တရားအဲ့တော့ဖျားပွင့်ခဲ့တာကိုယုံတယ်ဖျားရဲ့ဉာဏ်တော်ကိုယုံတယ်သစ္စာလေးပါးတရားတွေကိုဟောခဲ့တာကိုယုံတယ်အဲ့ဒါလည်းတရားပဲယုံတဲ့တရားပဲအဲ့ဒီတရားမျိုးကြတော့မာတာကြားတွေမှာမဖြစ်တတ်ဘူးပေါ့နော် ဘာသာကြားတွေကြတော့မယုံဘူးလေနော်ဗုဒ္ဓပွင့်ပေါ်ခဲ့တယ်ဆိုတော့တချို့ကမယုံဘူးသိစရာမသမျှအကုန်သိတယ်ဆိုတော့တချို့ကမယုံဘူးဘုရားတိသစ္စာလေးပါးတရားတွေဒုက္ခလွတ်မြောက်ကြောင်းတရားတွေကိုဟောခဲ့တယ်ဆိုတော့မယုံဘူးလေအဲ့လိုဆိုရင်သူတို့မှယုံတဲ့တရားမရှိဘူးလို့ပြောရမှာပေါ့နော်ကဲကောင်းပြီအဲ့တော့ကြည်တဲ့တရားဆိုတာစိတ်ထဲမှာကြည်နူးမိနေတာကြည်လင်းနေတဲ့သဘော ဘုရားရဲ့အကြောင်းတွေကိုတရားနာရတယ်ဆိုစိတ်ထဲမှာကြည်ညိုစိတ်ထဲမှာကြည်လင်းနေတာကြည်နူးနေတာပေါ့နော်ဒါမှမဟုတ်ဘုရားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဖတ်ရှုရတယ်လေ့လာရတယ်ဗုဒ္ဓဝင်တို့ဟာမျိုးပေါ့နော်ဗုဒ္ဓဝင်လိုကျမ်းစာမျိုးတွေကိုဖတ်ရှုရတယ်ဗုဒ္ဓဝင်လိုတရားတော်မျိုးကိုနာယူရတဲ့အခါမှာဘုရားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဖတ်ရှုရပြီးနာရပြီးမှတ်ရပြီးဆိုရင်စိတ်ထဲမှာကြည်နူးနေတာနော်ကြည်နူးနေတာအဲ့ဒါဟာ ကြည်တဲ့တရားတရားပဲပေါ့ကြည်တဲ့တရားတရားပဲအခုတို့ကောင်းမှုတွေလုံတန်းခံမှာလည်းပဲစိတ်တွေကြည်နူးနေတာမျိုးအဲ့ဒါလည်းတရားတပဲပေါ့နော်ကြည်တဲ့တရားလို့ခေါ်တယ်ပေါ့အဲ့ဒါကြတော့ဘာသာကြားတွေမှာလည်းတချို့ဖြစ်တတ်တယ်ပေါ့တချို့ဘာသာကြားတွေလည်းပရာဟိတတွေလုံကြတယ်လေလူမှုပရာဟိတတွေလုံတဲ့ခါမှာကိုကျိုးမဖက်ဘဲနဲ့တကက်စစ်မှန်တဲ့စိတ်နဲ့စိတ်ကောင်းစေတနာကောင်းနဲ့လုံကြတဲ့ခါမှာသူတို့စိတ်ထဲမှာလည်းကြည်နူးမှုတွေဖြစ်တတ်တယ် အဲ့လိုကုသိုလ်လုပ်လို့ဖြစ်တဲ့ကြည်နှူးမှုဟာလည်းပဲဒါတရားတစ်မျိုးပါပဲเนาะအကြောင်းဘာသာကြားတွေမှာကြတော့ကြည်တဲ့တရားဖြစ်နိုင်တယ်ယုံတဲ့တရားတော့မဖြစ်နိုင်ဘူးပေါ့เนาะသူတို့မှာကြတော့ဘုရားတရားနဲ့တန်ခါနဲ့ပတ်သက်ပြီးယုံတဲ့သဘောမျိုးမရှိတတ်ဘူးလေအဲ့တော့တရားနှမျိုးမှာဘာသာကြားတွေမှာယုံတရားမဖြစ်ဘဲနဲ့ကြည်တရားတော့ဖြစ်တတ်တယ်ပေါ့ဘုန်းတော်ဘာသာတွေမှာကြတော့ယုံတဲ့တရားရောကြည်တဲ့တရားရောဖြစ်တတ်တယ်ပေါ့မြတ်စွာဘုရားလက်ထက်တုန်းက မြတ်စွာဘုရားတရားဟောနေတဲ့အခါမိကုနီမတွေလည်းတရားလာနာကြတယ်ယဟန်အမျိုးသမီးပေါ့နော်ဒီနေ့ခေတ်တော်မရှိတော့ရှေ့ခေတ်ကယဟန်ဘဝကို အမျိုးသားတွေသာရယူခွင့်ရှိတာမဟုတ်ဘူးအမျိုးသမီးတွေလည်းရယူခွင့်ရှိတယ်ယဟန်များနဲ့ဒန်းတူအမျိုးသမီးတွေလည်းဝတ်ခွင့်ရှိတာပေါ့နော်ယဟန်အမျိုးသမီးဝတ်ခွင့်ရှိတယ်ဒီနေ့ခေတ်တော်ကွယ်သွားပြီပေါ့နော်မိကုနီသာသနာကွယ်သွားပြီ ယဟန်မျိုးသမီးတွေကိုပါဠိဘာသာနဲ့ဘိက္ခုနီလို့ခေါ်တယ်။အဲ့တော့ဘိက္ခုနီမနေတရားလာနာတဲ့အခါမှာအဲ့တည်းမှာအလွန်တရားကောင်းတဲ့ဘိက္ခုနီမလေးတဦးပါတယ်။အစ္စဗျာတရားဟောနေတာကိုနိုင်ရင်နိုင်ရင်နဲ့စိတ်ထဲမှာကြည်နှုမှုတွေတဖွာဖွာတဖွာဖွာပေါ်လာတယ်။တရားနိုင်ရင်နဲ့ဘုရားရှင်ရဲ့ဥပဒိကလည်းတပ်ပယ်တယ်လေ။ယောက်ျားမြတ်တို့ရဲ့မဟာပုရိသလက္ခဏာ32ပါးလည်းအကုန်ပြည့်စုံတယ်။ ဘုရားရဲ့အတန်တော်ကလည်းအလွန်ကောင်းတယ်နော်အလွန်ကောင်းတယ်အဲ့တော့ဥပရိယုတ်ပဲကြည်ကြည်အတန်တော်ကိုပဲကြည်ကြည်ခေါ်ကြတဲ့တရားအနှစ်သာရကိုပဲကြည်ကြည်အားလုံးကအဖက်ဖက်ကပြည့်စုံကောင်းမှုနေတယ်အဲ့တော့တရားတရားကအခန့်ကောင်းနေတဲ့အခါကျတော့ဘုရားကိုမျက်မြင်ဒိဋ္ဌာဖူးမြင်ပြီးတော့တရားနာလိုက်ရတဲ့အခါမှာစိတ်ထဲမှာကြည်နွမှုတွေတဖွာဖွာတဖွာဖွာပေါ်လာတာကြည်တဲ့တရားနော် ောက်သူဘယ်လောက်တောင်ဖြစ်သလဲဆိုတော့ဘယ်လောက်တောင်ကြည်နွမှုတွေဖြစ်သွားသလဲဆိုရင်ဒီယောက်ျားမြတ်မြတ်စွာဘုရားဟာတန်တရာမှာငါနဲ့ဘာတော်ခဲ့မှုသလဲဆိုတော့သိရှင်စိတ်ဖြစ်လာတာပိကုဏီမာလေးကကြံ့ကြံ့ဖန်ဖန်နော်တရားနာရင်းနဲ့မှာစိတ်ထဲမှာဒီယောက်ျားမြတ်မြတ်စွာဘုရားဟာတန်တရာတုန်းကငါနဲ့ဘာတော်ဆက်ခဲ့မှုသလဲသိကျင်လာတာလူရဲ့သဘာဝကစူးစမ်းကျင်တာပေါ့တိုက်တိုက်ဆန်ဆန်ပဲအဲ့ဒီချိန်မှာအတိတ်ဘဝကိုပြန်မြင်ရတဲ့ စဉ်းစားဉာဏ်လို့ခေါ်တဲ့ဇာတိတရဉာဏ်တစ်မျိုးရလာတယ်။ဟိုတရားဘာဝနာကြောင့်ရတာမျိုးမဟုတ်ဘူးနော်။ဇာတိတရဉာဏ်လေးတစ်ခုရလာပြီးတော့အတိတ်ဘဝတုန်းကစတ္တန်စင်မင်းဘဝဘုရားရှင်ကအဲ့တုန်းကဘုရားလောင်းစတ္တန်စင်မင်းဖြစ်နေတယ်။သူကအဲ့ဒီမှာສຸລະຕຸບັດຕາဖြစ်ခဲ့တယ်ဗော။ເນາະອັນນີ້ເບຄຸນີມາລີ້ຍະສຸລະຕຸບັດຕາຂໍແລະອະຍຸທະມີဖြစ်ခဲ့ລະ။ອັນນາລີ້ໂຕຕ້ວຕື່ຍາແລະບໍເນາະ ။ဒီပြောချင်တာကတော့ဖရာရဲ့တရားတော်တွေကို나ယူရင်ဖရာရှင်ကိုလည်းပူရင်နဲ့စိတ်ထဲမှာကြည်နူးမှုတွေတပွားပွားပေါ်ရင်နဲ့အတိတ်ဘဝမှာဘာတော်ဆက်ခဲ့တယ်လဲဆိုတာကိုသိချင်တဲ့စိတ်တော်ဖြစ်လာတယ်။နော်။အေးအဲ့ဒါဘာလဲဆိုတော့ကြည်နူးမှုကြည်တဲ့တရားတရားကိုပြောပြတာနော်။နော်အတော်ကမင်းကြီးရဲ့မိဖုရားတန်တိမိတ်တာလို့ခေါ်တဲ့မိဖုရားရှိတယ်။ဘုရားရှင်ပြိဋိဘံဆံပြီးနောက်ပိုင်းမှာ အတော့ကမင်းဆိုတာပေါ်ပေါက်ခဲ့တဲ့အိန္ဒိယမှာအသူရဲ့မိဖုရားတဦးဖြစ်တဲ့တန်တိမိတ်တာဆိုတဲ့မိဖုရားကဘုရားစာပေတွေထဲမှာဘုရားရဲ့အတန်ဟာအလွန်ကောင်းတယ်ကရဝိတ်ငှက်ရဲ့အတန်နဲ့တူတယ်ဆိုပြီးတော့ဘုရားရဲ့အတန်တော်ကိုဥပမာတွေပေးကြတယ်စာပေထဲမှာလေအဲ့ဒါနဲ့မိဖုရားကဘုရားရဲ့အတန်ကိုမကြားဘူးတော့ ခမန်းချင်တာပေါ့နော်ဘုရားရဲ့အတန်ကဘယ်လိုများနေမလဲလို့ခမန်းချင်တာအဲ့တော့အနိစ္စဆုံးဖြစ်တဲ့အဲ့ဒီကရဝိတ်ငှက်ကိုဖန်ခိုင်းတာပေါ့ဘရင်ရဲ့အမိတ်နဲ့ငှက်ကိုဖန်ခိုင်းဖန်ခိုင်းပြီးတော့နန်းတော်ထဲမှာအဲ့ဒီငှက်ရဲ့အတန်ကိုနားထောင်ကြတယ်မိဖုရားကြီးအပါအဝင်တခြားတခြားသောမောင်မတွေလည်းနားထောင်ကြတယ်ပေါ့ကရဝိတ်ငှက်ရဲ့အတန်ကအလွန်သားရနားပြောပွဲကောင်းတယ်လို့ပြောတယ်အဲ့တော့တရိစ္ဆာန်တကောင်ရဲ့အတန်တောင်မှ ဒါလောက်နဝင်ချိုးတယ်ဆိုရင်ကိလေသာတွေကင်းနေတဲ့သုံးလောကထွတ်တာမြတ်စွာဘုရားရဲ့အတန်တော်ဟာဘလောက်တောင်မှအကောင်းလိုက်မလဲလို့အာယုံယူလို့ရသွားတာပေါ့နော်ယနေ့ဦးဇင်းတို့အလွန်လက်ရမြောက်တဲ့ဘုရားစင်တို့တော်တွေရုပ်ပုံတော်တွေကိုဖူးရတဲ့အခါမှာတက္ကရာကမတွေအဲ့ဒီခံစားမှုမျိုးဖြစ်ပြုလိုက်ကြတယ်မထင်နဲ့နော်တကယ်သက်တော်တင်ကြမြတ်စွာဘုရားကိုစိတ်ရောက်သွားတတ်တယ် ကြည်စံဒီလောက်လူတွေထုထားတဲ့စင်းလူတော်တော်မှဒီလောက်ကြည်နူးပွဲကောင်းတဲ့တပ်ပွဲတယ်ဆိုလို့ချင်းရဲ့တတ်တော်ထင်ရှားမြတ်စွာဘုရားဆိုရင်ဘလောက်များကြည်နူးဖို့ကောင်းနိုင်မလဲတပ်ပွဲလိုက်မလဲဆိုတဲ့เนาะအတွေးမျိုးစိတ်ထားမျိုးခံစားချက်မျိုးကြည်နူးမှုမျိုးဖြစ်တတ်ပါတယ်အတုကနေအစစ်စီကိုပေါ့နော်စင်းလူတော်ဆိုတဲ့ရုပ်တုတော်ကနေပြီးတော့တကယ်ကိုတတ်တော်ထင်ရှားအစစ်ထိကိုစိတ်ကမှန်းရောက်သွားတယ်အခုလဲမိဘကြီးနဲ့တကွမောင်မတွေကကြည်စံ တရိษံတကောင်ရဲ့အတန်တော်မှဒလောက်သားရနာပြောပွဲကောင်းတယ်နဝင်ချိုလှတယ်ဆိုရင်ကိလေသာတွေကင်းနေတဲ့သုံးလောကထောတာမြတ်စွာဘုရားရဲ့အတန်တော်ဆိုလို့ရှိရင်ဘလောက်တောင်မှကြည်နုဖို့ကောင်းနိုင်မလဲသားရနာပြောပွဲကောင်းနိုင်မလဲလို့စိတ်တွေမှာဘုရားရှင်ရဲ့အတန်တော်ကိုမှန်းဆရင်းနဲ့ကြည်နုမှုကြည်နုမှုတွေတဖွာဖွာပေါ်လာတာနော်တဖွာဖွာပေါ်လာတာအဲ့တော့ပြီးမှအဲ့ဒီမှာပီတိတွေဖြစ်လာတာပေါ့နော်ဝမ်းမြောက်ဝမ်းသာပီတိတွေဖြစ်လာတာ အဲ့တော့အဲ့ဒီမှာမိဖုရားကြီးနဲ့တကွမောင်မတွေကဖယားရှင်ရဲ့ဂုံတော်တွေကိုအာယုံပြူတာကနေတဆင့်သူတို့ရဲ့စိတ်ကိုပြန်ပြီးတော့ကြည့်မိသွားတယ်အရင်နဲ့ဝိပဿနာအထုတ်တဲ့အလေးချင်းရှိပုံပေါ်တယ်နော်အရင်တော့ကလည်းဝိပဿနာအထုတ်တဲ့အလေးချင်းရှိနေတာမို့လို့ကြည်နူးနေတဲ့စိတ်ကလေးကို ပြန်ပြီးတော့စိုက်ကြည့်မိတာပေါ့နော်ဝိပဿနာရှုမှတ်တဲ့အလေးထားလည်းရှိနေတော့ ချီနူးနေတဲ့စိတ်ကလေးကိုကြည့်လိုက်တော့အဲ့စိတ်ကလေးတွေကပေါ်လိုက်ပြောက်လိုက်ပေါ်လိုက်ပြောက်လိုက်ဖြစ်နေတာစိတ်ကလေးတွေပျောက်သွားလိုက်နောက်ထပ်အစ်စ်တွေပေါ်လာလိုက်ချီနူးမှုစိတ်ကလေးတွေပေါ်လာလိုက်ပျောက်သွားလိုက်နဲ့စိတ်တွေရဲ့မမြဲမှုအနေဆသဘောဖြစ်ဖြစ်သဘောကိုသူတို့ကြည့်နေတာဒီမှာဖြစ်ဖြစ်သဘောတွေဟာမကောင်းပါလားဆိုတာမျိုးကိုတွေ့လာတယ်ဆင်းရဲဒုက္ခကိုတွေ့လာတယ်အစိုးမရဘူးသူ့သဘောသူဆောင်ပြီးဖြစ်နေတာဆိုတဲ့အနတ္တသဘောကိုလည်းတွေ့သွားတာနော်ကရဝိငှက်တန်ကိုနားထောင်ရင် ဖယားဂုံကိုပွားရင်းနဲ့သူတို့ရဲ့စိတ်တွေကိုအနေစာဒုက္ခအနတ္တလက္ခဏာသုံးတန်တင်းပြီးတော့ရှုလိုက်တာအဲ့ဒီမှာပဲမိဖုရားရှင်နဲ့တကွမောင်းမတရားသောတာပန်ဖြစ်သွားတယ်လို့ပြောတယ်။နော်အလွန်ဆန်းကြယ်တယ်နော်သောတာပန်ဖြစ်သွားကြတယ်တဲ့။အေးဒါပါလဲဆိုတော့ကြည်တဲ့တရားတရားပေါ့နော်စိတ်တွေကြည်လင်းလာတဲ့အခါမှာဝိပဿနာရှုလိုက်မယ်ဆိုလို့ချင်းရင်တကယ်လဲပါရမီပါတယ်ဆိုရင် နော်တောတာပန်တောင်ဖြစ်သွားနိုင်တယ်ဆိုတာကိုဒီအတော့ကမင်းကြီးရဲ့မိဖုရားနဲ့တကွမောင်မတွေကတာတကပြနေတယ်ပေါ့နော်။ဒါကြောင့်ယနေ့တကတကမတွေလည်းပဲမိမိကိုယ်ကိုမေးကြရမှာဖြစ်တယ်။ငါတို့သည်မြတ်စွာဘုရားအပေါ်မှာအမှန်တကယ်ယုံရဲ့လား။မြတ်စွာဘုရားနဲ့ပတ်သက်တော့တို့တွေမှာကြည်နုမှုတရားတွေရောဖြစ်ကြရဲ့လားလို့ကိုယ့်ကိုယ်ကိုမေးခွန်းထုတ်ကြရမှာဖြစ်တယ်။နော်။အဲ့တော့မယုံသေးဘူးဆိုလို့ရှိရင်ယုံအောင် စာတွေအများကြီးလေ့လာပါเนาะတရားတွေအများကြီးနာပါပြီးမှကိုယ့်ကိုမိကုန်းပြန်မေးပါဘုရားပေါ်မှာငါတကယ်ယုံရလားဘာကိုယုံတာလဲခုနကပြောခဲ့ပါပြီเนาะအဲ့လိုမျိုးမိကုန်းနေထုတ်ပြီးတော့စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်ဖြစ်အောင်ကြိုးစားကြမယ်ဂုံတော်တွေကိုပွားရင်းနဲ့ကြည်နုမှုလေးတွေပေါ်လာပြီဆိုရင်အဲကြည်နုနေတဲ့စိတ်ကလေးတွေကိုวิปัตตนาชุเยตยาทุตยาเนี่ยแหละย่နိုင်တယ်ဆိုတာလဲမှတ်သားကြရမှာဖြစ်တယ်။ဒါကြောင့်ဒီနေ့လူရှင်များနေ့တကွာဓမ္မမိတ်ဆွေများအားလုံး ်မာကနုံစေတော်ဘုရားကြီးရဲ့အနာဂတ်သာသနာရေးကျမ်းစာထဲကနော်ဒီနေ့ယုံကြည်မှုနဲ့ပတ်သက်တဲ့တရားဒေသနာတော်ကိုနာယူမှတ်သားကြပြီးတော့ငါတို့အတန်တန်မှာယုံကြည်တဲ့သရတရားတွေဖြစ်အောင်တည်ဆောက်မယ်လို့တဏိဋ္ဌံပြုကြရင်းနဲ့မြတ်စွာဘုရားသာသနာတော်ကိုဗုဒ္ဓလူတော်ကြက်ကိုးကွယ်စည်းကံနိုင်တဲ့အမျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်အောင်ကိုစီကိုစီကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း